ဆီယာမာကြီးခင်နေယူရေးသားသောတရခန်ဝိထုတို့မာကြီးရင်မူရသည် ဝင်းနေညုံငယ်နေပုံရသည် သူကတော့ မာကြီးမျက်နှာကိုစစ်စစ်မကြည့်မာကြီးမျက်နှာကိုတည်းမဟုတ်ကျဲနှမများပြတ်သောမတ်ငယ်ရောမထွေးနှင့်မလေးတို့မျက်နှာတွေကိုပါမကြည့်ခြင်းဧည့်သည်များဆဲသွားပြီဖြစ်၍ညီမငယ်များကတင်းစီစီရာတွေတင်းနေကြသည်မာကြီးတယောက်တည်းသူ့ရှေ့မှာထိုင်နေသည်မာကြီးသည် လက်ကင်မွားနဲ့မျက်လုံးအင်ကိုတို့လိုက်သည်တစုံတစ်ခုသူ့ကိုပြောရင်အာယုန်နေပုံရသည်ကိုကိုကြီးအမေကိစ္စကတော့ပြီးသွားပြီမာကြီးသည်စကားကိုရှေ့မဆက်ဟုတ်တာပေါ့ညီတို့အနေနဲ့ကကိစ္စကပြီးသွားပြီပေါ့သူကဒါပဲပြောလိုက်မာကြီးကရှေ့စကားဆိုင်ရင်မဝင်မရဲဖြစ်နေပုံရသည်သူကတော့မာကြီးနဲ့တကွညီမတွေအားလုံးကိုဒီလိုမတင် ဘာမဆိုလုံရဲကန်ရဲကြတော့သူရဲကောင်းမတွေဟုထင်သည်မာကြီးပြောသည်လိုအမေကိစ္စပြီးပြတ်သွား၍ယနေ့ရက်လယ်စွန်ကျွေးပြီးပြီအမေဆုံးသည့်နေ့ကစ၍အမေကိုတင်းချိုသည့်နေ့အထိသူညီမတွေသည်မျက်နာပြောင်းသည် လိုက်လိုက်လဲလဲငိုကြွေးပြကြသည်ညင်းကြီးလောင်နေသောမိတင်းချိုဆက်သေးသူ အမေကောင်းကိုထဲ့ကနေတော့မထွေးကပုံလက်သားလဲကျသွားလိုက်သည် ကျန်ညီအမ၃ယောက်ကလည်းမီလီယံခန်းထဲကိုပင်ဝင်လိုက်လို့မတက်ဘေးကမိတ်ဆွေများကဆွဲရငင်ရတရားပြရနဲ့အတော်ချစ်ကောင်းသောဇက်ကွက်ဟုသူကထင်သည်အမေသာသူ့စကားနားထောင်၍သူနဲ့လိုက်နေလင်းဒါလောက်ဖြစ်ဆိုးမည်မထင်အမေအိမ်ကစမ်းချောင်းထဲမှာကန်ထရိုက်တိုက်တွေမိုးထီမြင့်တက်ချိန်တွင်အမေအိမ်လေးကမြေမှာဝင့်နေသည်ပေ၄၀၆၀မြေမှာအမေက လေးပင်သုံးကန်းပြင်းထောင်အိမ်လေးအဖေရှိစဉ်ကလေးကဆောက်ထားသည်အဖေဆုံးတော့အမေသူ့သမီးတွေနဲ့နေသည် သမီးလေးယောက်လုံးကအိမ်ထောင်ကြပြီထက်ခိုးလေးမှာအထွေးကနေ၍ကျန်ညီမသုံးယောက်ကအောက်ထက်မှနေသည်အိမ်ထောင်တွေတွင်မှဥခွဲစားကြသည် သူသည်အမေအိမ်ကိုခဏခဏလာရောက်လဲပဲ့၍အမေကိုလာကြည့်သည် အမေကလည်းသူ့အိုးကလေးနဲ့သူထမင်းချက်စားသည်အမေကလည်းပင်မလိုက်တာ ကျွန်တော်နဲ့လိုက်နေလေအမေထမင်းမချက်ရပါဘူးသူဒီတာမွေမအိတ်ခန်းကားနေသည် သူဇနီးနဲ့ကလေးနှစ်ယောက်ပဲရှိသည်အမေကမလိုက်လို့သူဇနီးကိုချွေးမဖြစ်၍တန်တရားရှိနေလေသလားအာနာ၍ပဲနေသလားဒါမှမဟုတ်ဒီပြင်တောင်အင်္ဂလီကိုအဖေကစရေးလို့အမေကဈေးရောက်၍ဆောက်ထားကြရသည်ဦးစဉ်ကမြေခွက်ဈေးမှာတောင်းကနန်းလောက်ပဲရှိသည်လင်မယားနှစ်ယောက်ဓမ္မဦးချထူထောင်ငယ်၍များ တန်ရိုးစင်တွင်နေသလားမသိသူခေါ်သည်ကိုမလိုက်သူသည်အကိုအကြီးဆုံးဖြစ်၍ညီမတွေကိုခေါ်ပြောရသည်အမေကဈေးရောက်ပြီးနင်တို့ကိုဒီဂရီရတဲ့အထိကြောင်းထားရတာအခုအလုပ်လဲကိုစီရှိနေပြီအမေကိုတယောက်တည်းကြွေးပါလားညီမလေးယောက်စလုံးတယောက်မှခေါင်းမငိမ့်လေတော့သူကလာတိုင်းအမေအတွက်ငွေနဲ့စီစံလာ၍ပို့ရသည်အမေခုလိုမဖြစ်ခင် တနစ်ကတော့ မာကြီးကခေါင်းဆောင်၍ညီမတွေအမေကို သူ့ရှိမှပြောကြသည်ဒီမြေကြီးကိုတန်ထရိုက်ပေးပြီးတိုက်ဆောက်လိုက်ပါလားအမေလေးတဲ့ဆိုရင် ရှစ်ခန်းအဲ့ဒီတဲကလေးခန်းကျမတို့ရမယ်ဝေလဲရမယ်အမေဘာပြောမလဲဟုသူအမေကိုကြည့်နေသည် အမေသည်သူ့သမီးတွေကိုရှိဝေဝေမျက်လုံးနဲ့သာကြည့်နေသည်ဘာမှပြန်မပြောညီမတွေအမလို့အမေဟာဖြစ်နေပုံရသည်သူတနေ့ အမေကိုထမင်းကော်ကျွေးပြီးအမေဆန္ဒကိုတီးခေါက်ကြည့်သည်သူတို့ပြောသလိုကန်ထရိုက်တိုက်ဆောက်လိုက်ပါလားအမေအမေကပြုံးလိုက်၏ကန်ထရိုက်ကိုအပ်ပြီးဆောက်မယ်ဆိုရင်လေးခန်းပဲအမေတို့ရမယ်လေတားကဘယ်သွားနေမလဲသူတို့လေးယောက်ကလေးခန်းယူမှာပေါ့အမေကလည်းတားအတွက်ထဲမတွင်နဲ့ကျွန်တော်အခန်းမယူပါဘူးကန်ထရိုက်ကပေးတဲ့ငွေတဲကအမေကျေနပ်တဲ့လောက်ပေးပေါ့ မဖြစ်ပါဘူးသားရဲ့အမေကောင်းကြစရာအိမ်ရှိပဲဖြစ်မယ်အမေအသက်ရှင်စင်မတောင်းအမေကိုသမီးကျွေးဖို့တွန်းဆုံနေကြသောသမီးတွေကို အမေယုံဟမ်းမတူချင်းချင်းကြုတ်ကြုတ်အမေမနေတတ်ပါဘူးစကားကိုလှည့်၍အဖြေပေးလိုက်သည်အင်းနီနာချင်းတွေကသူ့ကိုတိုင်ကြသည် အမေအိုကြီးဒီရွယ်မှာဈေးသွားဒီမှာမတော်ဟုဆိုကြသည် သူဘာလုပ်ရမှန်းမသိအမေကိုခေါ်ထား၍လည်းမရသူနှမတွေကလည်းအမေတယောက်ထမင်းစားဖို့တောင်းဝင်မယူကြဒါတောင်အင်းနီးနာချင်းတွေသူ့ကိုအစုံမပြောပြအင်ဂျင်ထိကက်နေသောရက်ွက်ထဲမှာသူတို့အိမ်ဘာဖြစ်ဒီကိုခြေရင်ကောင်းရင်အင်တွေကမသိကျင်အစုံတမီးအငယ်ဆုံးအထွေးကစကားပြော အပတ်ဆက်ဆုံးနဲ့အသံအကျေဆုံးမျိုးလုံးတွေကဘာထိုးတာလဲကလေးလင့်ကြတာမစွေးနိုင်အောင် အမေကဘာမှပြန်မပြောသူချီတော့ကကလေးကိုစွဲနိုင်လောက်အောင်တွက်လက်စာမသွားနိုင်ကလေးလေကားထိတ်အယောက်သူပြေးသွားပြီမဲ့သူချီတော့ကစွဲရသူမပါအမေသည်တကားဝမှာငုတ်ထုတ်ထိုင်လိုက်သည်ခြေလောင်းစွာအုံငုံနေသောကလေးကိုအမေဝမ်းနဲ့ပန်းနဲ့စိုက်ကြည့်နေမိသည် အထွေးလက်ထဲကကလေးနှစ်ဖူးမှာအဖူကြီးထွက်ကရောင်းနေသည် အထွေးဤဒေါသလွန်ကင်းနေသောမျက်နှာကိုကြည့်ရင်အမေတပြင်းချမိသည်လာကုံကနီး၍မီမီတာကရေကွန်မြေကွန်လာရောက်ကောက်ခံလျင်သူတို့အိမ်မှာစီစီညံညံချားရပြန်သည်တမီးတို့လေးယောက်တယောက်တလားစီမီတာကဆောင်းပါလားကွယ်အမေကတမီးများကိုမြစ်တာရက်ကန်၏အမေဆိုပြီးတော့အမေမပြီးတားလိုက်တာတမီးတွေအိမ်ပေါ်နေတာကိုပတ်စံတောင်းနေ အထွေးအတန်ကြဲကြဲကဆလာသည် အမေမှာဘာဝင်ငွေရှိလို့လဲအမေကဒါပဲပြောပြနိုင်သည်ဒါဆိုရင်ဒီလိုလုပ်လေသမီးတို့အခွန်လေးဆောင်မယ်ဒီရင်ကိုသမီးတို့လေးအောင်နာမည်နဲ့ပြောင်းပေးမငယ်ကဝင်ပြောလာသည်ဟုတ်တယ်အဲ့ဒါကိုမာကြီးသဘောတူတယ်အကြီးဆုံးမာကြီးကထောက်ခံလာသည် မလေးကတော့ကန့်လဲမကန့်ခွက်ထောက်လဲမထောက်ခံ့ မေသည်တမိကြီးမျက်နှာကိုစိစိကြည့်နေသည် အကြီးဆုံးမို့ညီမတွေကိုပြေရာပြေချောင်းပြောလိမ့်မည်လားဟု သူမျော်လင့်သည်ယခုတော့တမိကြီးကပါအမွေစကားဆိုလာသည်အမေသည်ကနီးပါပြီအမေသည်တော့ယူကြတာပေါ့မကြီးမျက်နှာကိုကြည့်ရင်ကြည်ခွဲစွာပြောလိုက်သည်တမိတွေရဲ့မျက်နှာက အာလုံးတင်းမာသွားသည်ဒီဖြစ်တွေကိုအမေကသားဖြစ်သူကိုပြောမပြပဲ လွန်ခဲ့သောအပတ်ကမိုးရေသည်းနေတော့အမေဈေးသွားသည်ဟုဆိုသည်ဈေးကအထွက်အမေလဲကျသွား၍စိုက်ကားသမားကအိမ်ကိုခေါ်လာရသည် သူယုံကိုလိုက်လာပြော၍အမေကိုသွားကြည့်တော့အမေအပြင်းပြားနေသည်ပေါင်ထည်ရိုးကျိုးသွားသည်စေုံတင်မိုးကဆအလုံးမဲသူတောင်းဝင်อยู่ပါသည်ညီရင်းညာတာစောင့်မှုကြတော့ညီမတွေကိုပြောမရကလေးအကြောင်းပြအိမ်ရေးပြတ်မခံနိုင်ဟုဆိုကြသည် အမေကိုတင်းကြိုစင်ကမူးမေ့လဲပြတော့အထွေးကအဆိုးဆုံးသူ့ဟာသူမနေနိုင်မထိုင်နိုင်ဈေးသွားလို့ဖြစ်ရတာဖြစ်တာတော့နည်းသေးတယ်ဖျားနေတော့အမေကိုရမ်းတွေ့သည်ဘသူမှရုံးတရက်အပြတ်မခံသူ့ညီမတွေကိုနာကြီးလိုက်တာနင်တို့အမေဘွားကိုအားလုံးရောက်ကုန်ကြပြီနင်တို့တနည်းကောင်းကောင်းဝတ်လည်မယ်ဈေးုံပေါ်မှာညီမတွေကိုကျင်းဝါလိုက်သည်သူ့ညီမများသည် အမေဆုံးသည့်နေ့ကတော့ငိုလိုက်ကြတာကျွတ်ကျွတ်ညံပါရောအင်းနီနာချင်းတွေကမောင်သုံးနဲ့နှမတွေအမေကြီးကိုစကားပြောတာရင်သီးကြမ်းတက်လိုက်တာဟူ၍သူကြားရစဉ်ကမယုံချင်းအမေစေးယုံတက်ရတော့မှသူ့နှမတွေဖြစ်ကဩချလောက်သည်အမေသည်သူလက်ခံယုံကြည်ချက်နဲ့နေသွားပုံရသည် သူမျက်မြင်ကိုယ်တွေ့ရောအင်းနီနာချင်းတွေအပြောနဲ့ရော သူကနှမရီနေပုံထိုင်ပုံပြောပုံဆိုပုံကိုမကြိုက်၍ပြောလင် အမေကသူ့ယူဆချက်ကိုပြောပြသည်အမေဖျားရှိခိုးရင်တူးတူးရှိခိုးတယ်မေတ္တာပို့လဲတူးတူးပဲဒါပေမဲ့နောက်ဆုံးအပိုက်ကောင်းမှုမကောင်းမှုဒီသားလင်ကိုပိုင်ဥစ္စာရှိကြသည်တကားဆိုတဲ့အပိုက်ကို အမေကြဲကြဲရွတ်တယ်သူများကြားစီခြင်းလို့မဟုတ်ဘူးအမေကိုအမေကြားစီခြင်းလို့နှလုံးသွင်းစီခြင်းလို့ ဒါတို့ပြပြနဲ့ပေါင်းလာတဲ့တချောင်မာရောဒါတို့သမီးတို့မွေးဖွားလာစင်မာရော အမိအလုပ်တွေဟာကောင်းတာကြီးပဲမဖြစ်ခဲ့ပါဘူးမကောင်းတာလည်းဖြစ်ခဲ့မယ်အတိတ်ကလည်းဒီလိုပဲအဲ့ဒီတော့အမေပြုတဲ့ကောင်းမှု မကောင်းမှုကံကိုအမေခံရတာအမိရဲ့ကိုယ်ပိုင်ဥစ္စာကိုကိုသုံးရတာပဲဒါကဘာမှနာသာခံခဲ့မဖြစ်ပါနဲ့အမေဒီလိုနှလုံးသွင်းနိုင်လို့ထင်တယ် ဒီသမီးတွေเจ้าမှာလှုပ်စီလှုပ်စီနဲ့နေသွားနိုင်တယ်။ပီတီခန်သည်အဖေရှိတော်ကရောတာသမီးတွေငယ်စဉ်ကရော အမေဆိုင်ထွက်လိုက်တမင်းချက်လိုက်နဲ့နေလာခဲ့ရတော့အမေလက်သည် နောက်ဆုံးတေရမဲ့အချိန်ထိတမင်းအိုးနဲ့ထိနေရသည့်အဖြစ်ကိုတော့သူရင်နာပါသည်။သူနှမတွေသည် အမေခြေတစ်ဖက်နာနေပြီကိုတိလျက်နဲ့ဈေးသွားမပေးကြ။အမေတယောက်စားအတွက်တမင်းတစ်နှစ်စားချက်မကြွေးကြ။ဘလို့ဖြစ်ပါလဲ။ သူကတော့အမိလိုနှလုံးမသွင်းနိုင်ပါနှမရီကို나ကြီးစိတ်သာပို့လာသည်သူ့ရင်ထဲမှာအမေဆုံးတော့စိတ်ထိခိုက်သာဒါပေမဲ့သူ့နှမရီငိုတန်းချ၍သူ့မျက်ရည်မထွက်တော့ယခုလဲမာကြီးကဘာပြောချင်သည်မသိနင်တို့ထမင်းမကြွေးချင်တဲ့အမေကြီးတည်သွားပြီဘာလုပ်ချင်သေးလဲသူကခက်ငေါင်ငေါင်မေးလိုက်ညီမလေးတို့ကပြောခိုင်းလို့ပါမာကြီးကမဝင်မရဲပြောလိုက်သည် အလုံးလုံးနေသောမတ်ငယ်မလင်းနှင့်မထွေးပါ သူတို့နာရောက်လာကြသည်နင်တို့ကဘာလုပ်ချင်လို့လဲညီမတွေသည်တယောက်မျက်နှာတယောက်ကြည့်လိုက်၏မာကြီးကမထွေးကိုမျက်ရည်ပြလိုက်သည်မထွေးကရှေ့ဆောင်ပြောသည်အမိလည်းမရှိတော့ဘူးတင်းကိုကန်ထရိုက်တိုက်ဆောင်းလိုက်ခြင်းလို့ပါ အကူကြီးသဘောညီမလေးတို့သိခြင်းလို့သူသည်အမိမျက်နှာကိုမြင်ရောက်လာသည်အမိစံနာမရှိတော့ငါမပါခြင်းဘူး နင်တို့ဘာသာလုပ်လဲဒီတိုက်ခန်းကမလို့ခြင်းဘူးဒီလိုဆိုရင် contract ကပေးတဲ့ငွေ၁၀သိန်းကို အကူကြီးက၂သိန်းယူပါကျန်၈သိန်းကိုကျမတို့ညီမလေးရောက်၂သိန်းစီနဲ့တိုက်ခန်းတစ်ခန်းစီယူလိုက်မယ်အကူကြီးချိန်တယ်လားမာကြီးကကောက်ကငင်ကပြောလိုက်မဝင်မရဲမူရလုံးဝမရှိတော့သူဒီမာကြီးမျက်နှာကိုစိစိကြည့်လိုက်သည်နေပါဦးနင်တို့ကဘယ်တော့မှများဒီ contract နဲ့အစီအစဉ်လုပ်လိုက်တာလဲအမေကပြင်ဆုံးတာဒီနေ့မှရက်လေတယ် ညီမလေးယောက်လုံးမျက်လွန်ချနေကြသည်။ဘာပြောပြောလေအကိုကြီးပြောချင်တာပြော သူတို့ကလက်ရှိအိမ်မှာနေထိုင်ကြသူတွေသူတို့ဆန္ဒမပါဘဲအကူကြီးဘာမှမလုပ်နိုင် အမေတည်တဲ့နေ့ကလေးကသူတို့ရင်မှာတိုက်ခန်းဆောက်ပြီးသားနောက်လာအတွင်းမှာ မာကြီးကသူ့ကိုငွေနှသိန်းလာပေးသည်ဝစ်လုံတယောက်လဲမာကြီးနဲ့အတူပါလာသည် အမေမြေယာမှာတိုက်ခန်းပေါင်း၁၂ခန်းဆောက်ကြမည်ဆိုသည် မကြီးတို့ချင်းမြင်နိုင်တဲ့စမ်းကြောင်းမှာခဏအင်းကားနေကြတယ်။တိုက်ဆောက်ပြီးတော့မှ ပြောင်းကြမယ်။သူဘာမှမပြော။စာချုပ်စက်တန်းမှာလက်မှတ်ထိုးစရာရှိတာသာသူထိုးလိုက်သည်။အမေမြေယာနေရောတိုက်ခန်းနေရောသူကဘာမှမပတ်သက်။အမွေနှသိမ်းအပြက်သဘောပေါ်။အားလုံးကိုသူဆွလွန်လိုက်ကြောင်းဆွလွတ်စာချုပ်မှာအပီးအပိုင်လက်မှတ်ရေးထိုးပေးလိုက်သည်။အမေအသက်ရှင်စဉ်ကဦးကြီးအိုမအွေတာဝန်မယူခြင်းသူတွေ အမိမြေယာပေါ်မှာတိုက်ခန်းတွေနဲ့หนีကြတော့မိတလားတလားနဲ့သူ့ညီမတွေပေါ်မလာကြသူကလည်းစိတ်ထဲကခက်ချင်ချင်ရှိပြီးမသွားတိုက်ကို6လနဲ့အပြီးဆောင်ပြီးပြောသည်6လကျော်တော့မာကြီးနဲ့အထွေတို့ရောက်လာကြသည်နင်တို့တိုက်ဆောက်ပြီးကြပြီပေါ့ခန်းတွေရကြပြီလားသူကမေးလိုက်သည် အထွေကစိုက်မစင်ဘုံမစင်ငိုပါတော့သည်ကိုကိုကြီးရဲ့အထွေပြင်စိတ်ညစ်လိုက်တာ မကြီးကလည်းမျက်ရည်တွေဝဲလာသည်။ဘာဖြစ်လာကြရလဲ။သူကညီမတွေမျက်ရည်ကိုမယုံ။ကန်ထရိုက်ဦးကျော်မြင့်ကအိမ်ကန်းတွေကြိုးရောင်းပြီးငွေတွေယူထွက်သွားလို့တိုက်ကလည်းအုံမြစ်ပဲချထားတယ်။အထွေးတို့မှဘာလုပ်ရမှန်းမသိဘူး။သူသည်အံ့အားတင်သွားသည်။နင်တို့တရားမစွဲဘူးလား။သူ့မိကုံးကိုမကြီးကဝင်းဖြေသည်။တရားစွဲမှာပါ။ ဒီကန်ထရိုက်ကလည်းထွက်ပြေးတော့တရခင်ဘလို့ရှာရမှန်းမသိပြီးတော့အမှုအတွေ့ကုံကြငွေကိုညီမတို့ဘယ်သူမှမထုတ်နိုင်ဘူးတိုက်ခန်းက6လနဲ့ပြီးမှဆိုပြီး6လအပြည့်ပေးပြီးအိမ်ကားနေရတာညီမတို့လက်ထဲမှာငွေအစင်မပြည့်ဘူးရှိနေငါ့ဖို့မလင်းနဲ့မငယ်ကလည်းမထုတ်နိုင်ဘူးတဲ့မာကြီးကပါမျက်ရည်တွေ့တွေ့ကြာ၍ပြောသည်အဲ့ဒါကိုကိုကြီးကအမှုကိုအကုံကြခံပါလို့အထွေးလိုလာပြောတာပါ အထွေးဒီလာကြရင်အချောင်းရင်ကိုညီကုန်းချုပ်လိုက်၏သူကတော့ဘာမှမပြောကျင်တော့ပါညီမတွေဒုက္ခရောက်နေသည်ကိုတော့ဂယုဏတက်မိပါသည်ဒါပေမဲ့ဝင်ကူရမယ့်အစီစဉ်ကချူချောင်းပြမစီရော့ပြီတခုဟာရှိတယ်လေတရားစွဲတယ်ဆိုရင်တရားခံကရှိရမှာခုတရားခံကထွက်ပြေးနေပြီပဲဟုတ်တယ်အခန်းတွေကိုလည်းကြိုယောင်းပြီးဆေးရမယူသွားတာခုထိအစအနရှာမရသေးဘူး အထွေးကပြော၏သူသည်ခိတ္တစဉ်းစားနေသည်တရခံကမိလဲသူယူထားတဲ့ငွေတွေရောင်းနိုင်အောင်မှာပြီးတော့လဲတိုက်ဆောက်ပေးဖို့ဘယ်ကငွေနဲ့စောက်မလဲငွေတွေပြန်မလျော်ပဲထောင်ချပဲခံမှာတရားဆွဲတာလဲဆွဲပေါ်နင်တို့မှာအင်ကားကပေးရပြီမဲ့တယောက်9000လောက်တော့ပို့မှာအဲ့ဒီငွေစုစုပေါင်း2သိန်းကိုအမှုအတွက်ထားပေါ့ငါကတော့ဘာမှစိုက်ထုတ်မပေးနိုင်ဘူးညီမနှစ်ယောက်ပါဇက်ဟောင်းသားနဲ့ငင်းနေသည် သူစိတ်ထဲမှာလည်းညီမများကံကြမ္မာကိုအံ့အားသင့်နေသည်သူများတွေကန်ထရိုက်တိုက်တွေစောက်လိုက်ကြသည်မှာနှီးတာနဲ့မျက်နာပဲကွာသည်တိုက်ခန်းလဲရငွေလဲရသူညီမတွေကြမှာဘလို့ဖြစ်ပါလဲဒီကန်ထရိုက်တိုက်စောက်ဖို့အမေကလည်းသဘောမတူဘူးနင်တို့ကလည်းငါဝင်မပါနိုင်အောင်ငွေနှသိမ့်ပေးပြီးအပြည့်ပြည့်စွန့်လွန်စာချုပ်လက်မှတ်တူကိုင်းလို့ငါထိုးပေးလိုက်ပြီဝိလုံနေပါရီတိုင်မင်ကျင်တော့ငါမိတ်ဆွေတွေနဲ့ဆက်သွယ်ပေးပါမယ် ဒီကန်ထရိုက်နေကြထွက်ပြေးသွားရင်တော့လမ်းဆုံးပြီတခုတော့ရှိရလေနင်တို့မှာအမေမြေွယ်လေးကျန်းသားပဲခုနေကမြေစည်းတွေကောင်းပါတယ်ရောင်းချပြီးညီမလေးရောက်ခွဲอยู่ပေါ့အမေဟာနင်တို့အတွက်အများကြီးချန်ရိတ်ခဲ့တယ်လေသူစကားဆုံးတော့ညီမနှစ်ယောက်မျက်ရည်တွေကျနေသည်မျက်ရည်လေရွဲနဲ့နှမများကိုကြည့်ရင် သူသည်အမေစကားကိုပြန်လည်ကြားရောင်လာသည် မိမိဤကောင်းမှုမကောင်းမှုကံဒီသာလင် ကိုပိုင်ဥစ္စာရှိကြသည်တကားတဲ့စကလုံးပြောင်း၍ဆိုရရင်တော့ယခုဖြစ်လာသောပြဿနာဤအကြောင်းရင်းတရခံမှာသူနှမများသာလင်ဖြစ်ကြသည်တကားဟုသူဆိုခြင်းမာတော့သည်